။အဲငါးခုမြောက်ကဘာပြောလဲဆိုတော့ဓာတုမနတိကာရပပါတဲ့။ဓာတုမနတိကာရပပဆိုတာကဒီခန္ဓာကိုယ်မှာဓာကြီး၄ပါးမျှတာရှိတယ်ဆိုတဲ့အမြင်။ဟုတ်လား။ဓာကြီး၄ပါးဆိုတာဘေးသဘောင်သတော်ကောင်းတို့သိရနော်။ပထဝီအာဘောတေဇောဝါယောဟုတ်လား။မြည်ဓာတ်ရဲ့ခြေဓာတ်ရဲ့မိဓာတ်ရဲ့လေဓာတ်ရဲ့ရှိတယ်နော်သဘောလေးတွေရှိတယ်။အဲပထဝီဆိုတာကအမှားကန်သဘောပေါ့။ तू မရှိရင်ဘာမှတိဆောက်လို့ မရဘူးသူ့ကိုအမိပြုတ်ပြီးတော့နေရတယ်ဆိုတဲ့အတိတ်ပဲနော်ရေသက်ဆိုတာလည်းသူမရှိလို့ရှင်အကုန်လုံးဟာဖွာသလန်ကျဲတော်မှာပေါ့စုစည်းမှုဆိုတာမရှိတော့ဘူးဟုတ်ရဲ့လားအဲ့ဒီမီးတက်ဆိုတာကတော့အဖန်မှန်တိုးပွားစေတဲ့သူကအလွန်အခရာကျတဲ့ဓာတ်လို့ဆိုတဲ့တေဇောဓာတ်ကဒါလေဒီဒီပနီတွေကိုဖတ်ကြည့်ရင်ပိတ်သက်ပေါင်းသူတော်ကောင်တို့သိနိုင်တယ်နော်အဲ့ဒါလိုပဲလေဓာတ်ဆိုတာကောမရှိဘူးလားရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကအိမမေဝကာယဟောဒီခန္ဓာကိုယ်ကြီးကိုတဲ့ ယထာထိတံယထာပနိဟိတံပြီးတဲ့အတိုင်းအခုဖြစ်နေတဲ့အတိုင်းတွေတတလေးငြိမ်ငြိမ်လေးနေပြီးတော့စိုက်ကြည့်လိုက်ကြည့်လိုက်လို့ရှိရင်ဓာတုသောပိစ္ဆဝခတိဒါဟာဓာတ်တဘာဝတွေလို့ဆင်ញင်ကြည့်ပါတဲ့အခုဖြစ်နေတဲ့အတိုင်းကလေးအခုရှိနေတဲ့အနေအထားအတိုင်းလေးကိုပဲဓာတ်တဘာဝကိုမြင်အောင် လုပ်လို့ရတယ်ဆိုတဲ့အထိပ်ပဲဟုတ်လားအဲ့လိုရှုတဲ့အခါကျတော့ဒါကပထဝီသဘောပဲနော်ပထဝီဆိုတာဥစဉ်တို့လက်တွေ့ပြောရရင်တော့မာတဲ့သဘောပြော့တဲ့သဘောနော် ကြံထန်းတဲ့သဘောနူးညံ့တဲ့သဘောအခုပေးတဲ့ပေါင်းတော်တော်တို့ထိုင်တာလေးနည်းနည်းကြာလာတော့အောက်ကနည်းနည်းခက်မာတဲ့သဘောလေးတော့ခံစားရတယ်မဟုတ်လားဟွန်းအဲ့ဒါပထဝီဓာတ်ထင်ရှားလာတဲ့သဘောပေါ့အဲ့ဒီမားနေတဲ့နေရာလေးကိုတိတိကျကျလေးစိုက်ကြည့်တော်တော်လေးတောင်ပူးနေမယ်နဲ့တူတယ်နော်အဲ့ဒါပါတော့အဲ့ဒါတေဇောပဲနော်ဓာတ်တွေဟာစိတ်နဲ့သိရတာနော်စိတ်နဲ့သိရတာအဲ့ဒါကိုကနည်းနည်းခံရခက်ပြီဆိုတော့ရွှေ့လိုက်တော့ပော့သွားတာလေးမရှိဘူးလား ခန္ဓာကိုယ်ကဘာလို့နည်းနည်းပေါ့သွားတာပေါ့နော်။အေးအဲ့ဒီပေါ့သွားအောင်ဘယ်လိုဆောင်လိုက်တာတော့ဝါယောဂဆောင်မှာပေါ့။နော်ဒီဖြစ်တွဲတွဲခံစားချက်သိပြီလင်ဒါရေတက်လို့မဆိုနိုင်ဘူးလား။နော်ခန္ဓာကိုယ်ကြီးတစ်ခုလုံးဘာဖြစ်နေတော့တွဲနေတယ်၊စုနေတယ်။ဘယ်လိုစုစည်းပေးထားတာလဲ။အေးရေတက်ကစုစည်းပေးထားတာပေါ့။ဟုတ်ရလား။လက်တွေ့သိဖို့မလိုဘူးလား။လိုတယ်နော်။အဲ့ဒါလို့မြတ်စွာဘုရားကဒီခန္ဓာကိုယ်ကိုတီးနေတီးနေတဲ့အတိုင်းကလေးဟုတ်လားအဲ့ဒီတီးနေတဲ့အတိုင်းလေးကိုပထဝီအာဘော တေဇောဝါယောဒီသဘောတွေကိုမြင်အောင်ကြည့်ရမယ်တဲ့အဲ့ဒါလိုဦးဇင်းတို့ဓာတိလေးပါးကိုပြောတော့ဟိုယာဟုလာကိုပြောတာကိုမြတ်စွာဘုရားဟောတာကိုအမှတ်ရတယ်ဒီခန္ဓာမှာရှိတဲ့ပထဝီရဲ့ပြင်မဲ့မှာရှိတဲ့ပထဝီဓာတ်ရဲ့အတူတူပဲတဲ့ပထဝီပထဝီမျှတာပဲတဲ့အဲ့ဒီအချက်မျိုးကိုနားလေးကိုဆွဲအောင်မှတ်ရတယ်နော်ဒီကိစ္စမကြီးများဒီမှာရှိနေတဲ့အပူဓာတ်ရေပြင်မဲ့မှာတောက်နေတဲ့မိအပူဓာတ်ရေအတူတူပဲတဲ့အပူဓာတ်အပူဓာတ်ပဲတဲ့ဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေက ဒီမှာရှိတဲ့အပူဓာတ်ဒီမှာရှိတဲ့ပထဝီကိုကြတော့ပြင်မမှာရှိတဲ့အရာတွေနဲ့တူတယ်လို့မထင်ဘူးပေါ့နော်အဲ့ဒါကိုတူတယ်ဆိုတာကိုမြင်အောင် သိအောင်ကြိုးစားဖို့လိုတယ်ဟုတ်ရလားအေးအဲ့ဒါလိုဓာတ်ကြီးလေးပါးကိုရှုတဲ့နေရာမှာတော့မြတ်စွာဘုရားကပေးတဲ့ဥမာလေးကတမျိုးဗျနော်ဓာတ်ကြီးလေးပါးကိုရှုဝါများတဲ့အခါကျတော့ခန္ဓာကိုယ်ဟာပုဂ္ဂိုလ်တ ত্ত্ব ဝါဆိုတဲ့အမြင်ပြောက်ပြီးတော့ဓာတ်စုဓာတ်ဝိမျှတာပဲလို့သူမြင်လာတယ်ပေါ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင် နွားတက်သမားတယောက်နွားတကောင်ကိုတက်ပြီးတော့ရောင်းမင်းဆိုပြီးတော့တရေတွေပါလေဖဲပြီးတော့အယိုးတွေပါလေလဲသူ့နေရာသူပို့ပြီးတော့အသားတွေကိုပုံထားတယ်ပေါ့ဒါကအယွတ်ဟုတ်လားဒါကတော့အသားရုံးလေးကြီးပဲခြေထဲမှာပုံပြီးတော့ရောင်းတာမရှိဘူးလားဒါကတော့ဝန်းတွင်သားအသားတွေကြီးပုံထားတာလေရှေ့မှာဟုတ်လားအဲ့ဒီနွားတက်သမားဒီအသားရောင်းတဲ့လူကအဲ့ဒီအသားပုံကိုကြည့်ပြီးတော့နွားဆိုတဲ့အမြင်သူ့မှာမရှိတော့သူ့စိတ်ထဲမှာဘယ်လိုအမြင်မရှိတော့ဒါအသားပုံတွေပဲဆိုတဲ့အမြင်ပဲရှိတယ် ဟုတ်လားအဲ့တော့တရားကြီးဒီမိုက်တို့ဦးဇင်းတို့လည်းပဲဒီခန္ဓာကိုယ်ကို ကြည့်တဲ့နေရာမှာဓာကြီးလေးပါးကိုကြည့်တယ်ဆိုရင် ပုဂ္ဂိုလ်တတ္တဝါဆိုတဲ့အမြင်ကိုပြောက်အောင်ကြည့်ရမယ်နော်ဓာကြီးလေးပါးမျှတာနွားဆိုတဲ့အမြင်ပြောက်ပြီးတော့အသားပုံမျှတာလို့မြင်သွားသလိုမျိုးတဲ့ဥပမာနဲ့ပြောတော့မရှင်းဘူးလားဗျာရှင်းတယ်နော်အေးအဲ့ဒါကဦးဇင်းတို့ဓာတုမနတိကာရပပလို့ခေါ်တယ်ဟုတ်ရလား တ်ကိုပြောပြတဲ့အပိုင်းပေါ့သူလည်းပဲယခုနကပြောခဲ့တဲ့ဂုံကျေးဇူးတွေမရနိုင်ဘူးလား